ောက်တစ်ခုကကျွန်တော်တို့ဒီငါးမင်းဆွေငါးမင်းဆွေအားလုံးသိပါတယ်ဦးငါးမင်းဆွေခေါ်တော့အားလုံးသိတယ်ငါးမင်းဆွေတော့လောလောဆယ်တော့ထောင်းကြာတော့ပါပြီငါးမင်းဆွေထောင်းကြာတော့ပါပြီဟိုတလောပဲလူငိမ့်နဲ့လွတ်တလူလူဘာလူလူညာလူလူနဲ့တရင်ကြီးကြားလိုက်ပါသေးတယ်ဒါပေမဲ့ထောင်းကြာတော့ပါတယ်အခုတော့ထောင်းကလုံချမ်းနဲ့၃နှစ်လို့ကျန်နေကြားပါတယ်လုံချမ်းနဲ့၃နှစ်လို့ကြားပါတယ်အာသူကဦးမင်းဦးမင်းဆွေကငါးမင်းဆွေကိုလေမတ်လ29ရက်နေ့ဒီနေ့မင်းစိန်ထောင်းပါပဲတရားဝင်ပေါ့ပါငါးငါးကာကြီးနဲ့အလုံချမ်းနဲ့ထောင်းနဲ့၃နှစ်ချမှတ်ချမှတ်လိုက်ပါပြီတဲ့ချမှတ်လိုက်ပြီပေါ့နော်ဆိုတော့ဒီချမှတ်မှုနဲ့ပတ်သက်ပြီးတော့ ောရင်တော့တော်တော်များကဟိုဘာဖြစ်သွားတာလဲမလို့လဲပေါ့ဗျာမိန်းကုံးတွေရှိကြတာပေါ့ဆိုတော့ဒီဦးငါးမင်းဆွေကလည်းဒီလိုဆန္ဒဒီလိုမျိုးကိစ္စတွေဖြစ်ရကောင်းခြင်းအကြောင်းအရာဖြစ်လာဆိုတော့ဟိုဖြစ်တော့ဟိုဖြစ်မလားဆိုတော့ဖြစ်နိုင်ခြင်းလည်းရှိကြတယ်ပါတယ်ကြဦးငါးမင်းဆွေကအဲသူသူ့ရဲ့ social platform ပေါ်နေ Facebook ပေါ်နေသူလုံချင်ရရှောက်လုံးကြရတယ်ခေါက်လည်းမြင်ကြနိုင်ပေါ့နော်ဆိုတော့ပြောရင်ဗျာကျွန်တော်ဒီနေရာမှာကြုံလို့ကြတော့တခုထည့်ပြောပါမယ်ကြုံလို့ပါဟိုပြီးတော့ဒါဟာဘယ်သူကမှရင်းနှီးခြင်းမရှိပါဘူး တော့ကျွန်တော်တို့နိုင်ငံမှာလူတွေလွဲချော်နေတာကိုကျွန်တော်ပြောချင်တာပါလူတွေကကျွန်တော်တို့ပြည်သူလူထုကတချို့ပြည်သူလူတွေလွဲချော်နေတယ်ပြည်သူလူထုတာမန်ခြေခံပြည်သူလူလွဲချော်တာကိုကျွန်တော်အပြစ်မပြောဘူးအပြစ်မတင်ရဘူးအပြစ်ကိုမတင်ရတာအပြစ်လို့ကိုမထင်ရတာဒါပေမဲ့နိုင်ငံရေးသမားဟုဆိုသူများနိုင်ငံရေးသမားများဆရာဝန်များနော်လူပညာရှင်များဒါရိုက်တာကြီးပေါ်တွင်ရှင်ဒါရိုက်တာကြီးများရုပ်ရှင်သူဆောင်ကြီးများအဲ့အုပ်စုတွေနောက်တစ်ခါပါလဲတတိနားလေသူများဆိုတော့ဘာလားညာလားဆိုတော့ပုဂ္ဂိုလ်များအစရှိတဲ့ဒီပညာတတ်အလှော်ပါနော်ပညာတတ်လို့ယူဆရတဲ့အလှော်ပါနောက်တစ်ခုက educate ဖြစ်ပါတယ်ဆိုတော့ထင်တဲ့အလှော်ပါ နော်လူများပြည်သူတို့လုံနေပါတယ်ထင်တယ်အလွာအဲ့ဒီအလွာတွေကိုယ်တိုင်ကပင်လင်းဦးငါမင်းဆိုရပြောချင်တာပြောနေတာရယ်ကျွန်တော်ဒီကမီဒီယာနဲ့ကျွန်တော်ရုံသံပြောနေတာရယ်အဲ့နှခုအတူတူပဲလို့ထင်တယ်တကယ်ထင်တယ်အတူတူပဲလို့ထင်တယ်လူအများကြီးပဲဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်ပြန်လည်းပြောတယ်ဂျန်လင်စင်ကဂျန်လင်စင်ပါလူပုဂ္ဂိုလ်ကလူပုဂ္ဂိုလ်သူ့ကိုပြောတာပါမတူပါဘူးသူကသူ online ပေါ်မှာပြောချင်တာပြောလိမ့်မယ်လူတယောက်ကသူ့ကိုပြောချင်တာပြောလိမ့်မယ်ဒါသူ့ရဲ့ personal အမြင်တွေသူ့ကိုပြောချင်တာပြောတာအဲ့ဒါကိုကျွန်တော်တို့ journalist တွေလာပြီးဒီလူတွဲမကပ်ပါနဲ့ journalist က journalist မဆိုင်ဘူးဒါကိုကျွန်တော်တို့ရှင်းပြလဲတချို့တွေကအတူတူပဲထင်တယ်ဟာကျွန်တော်အကြောင်းရတယ် မင်းတဲ့လူကြိုက်တော့လေအဲ့လူတွေကလုံးဝစိုက်ကားသမားလမ်းပေးရဟိုစီပြန်မိုက်ကောက်တယ်ကောင်လည်းမဟုတ်ဘူး။ဒါဘာမှစပတ်တပ်ပေးမလဲတော့လည်းမဟုတ်စာတက်ပေးတဲ့ဘွဲရပညာတတ်တကယ်ကိုပြောဟိုနေရာတစ်ခုမှာခန့်ခန့်ညာတူတူနေတဲ့အဲ့ပုဂ္ဂိုလ်မျိုးတွေကအဲ့လိုပြောရင်ကျွန်တော်ရင်ထဲမှာကောင်ဟာဟိုငါတို့တိုင်းပြည်ကဘာဖြစ်ကုန်တာလဲပညာတတ်ပါလေနဲ့ဒီဂျန်လီစင်နဲ့ဂျန်လီစင်နဲ့သူ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 ပြောချင်တာဘောက်ပြောတယ်လို့မြင်ဟာဟိုအတူတူထင်သွားတာကျွန်တော်စိတ်မကောင်းတာတိုင်းပြည်တော့စိတ်မကောင်းအဲ့တိုင်းပြည်နိုင်ငံမကောင်းစိတ်မကောင်းကြဘူးဆိုဂျန်လစ်ကဂျန်လစ်ပါဂျန်လီစင်ဆိုတာကဂျန်လီစင်ပါတိုင်းနဲ့တွားတယ်သူ့မှာခရူရီရှိရတယ် ဥမာ team တွေရှိရ team ဝင်ရှိရအဲ့လိုရှိပဲနဲ့တယောက်တည်းပြောချင်တာပြောနေ online မှာ Facebook မှာတက်ပြောချင်တာပြောတာကိုအဲ့ဒါကို delete လို့ကျွန်တော်ကတော့မတက်မှာဘူးအဲ့ဒါကိုသတင်းပြောနေတဲ့လူသတင်းသမားလို့ကျွန်တော်တက်မှာလို့မရဘူးဗျဒါပွင့်လဲပြောတာကျွန်တော်တို့ journalist တွေကဘာလို့ ਆ လဲဆိုတင့်ချက်ကနိုင်ငံတော်မှာကျွန်တော်မှတ်ပုံတင်ရတယ်နိုင်ငံမှာမှတ်ပုံတင်ရတယ်နိုင်ငံတော်မှာမှတ်ပုံတင်ရတယ် license လျှောက်ရတယ်လူပုတ်ကိုလျှောက်ရမှာမဟုတ်ဘူးသတင်းဌာနကိုလျှောက်ရတယ်ကိုပေးချင်တဲ့သတင်းဌာနနာမည်တက်ပြီးသတင်းဌာနနာမည်လျှောက်ရတယ်လျှောက်ပြီးတော့မှအဲ့ဒီမှာအဲ့ဒီသတင်းဌာနမှာ editor အဖွဲ့ဝင်အနည်းဆုံးသူက3 3ယောက်ကနေ5ယောက်ရှိရမယ်ဆိုတော့ပြောတာ editor အဖွဲ့ဝင်နော် အဲ့တရင်ထဏ license ရှောက်အဲ့ဒါဘုံ3ကနေ9ရောက်ရှိရမယ်တိကျချက်9 3ကနေ9ရောက်ရှိရမယ်အဲ့ဒီဒါအဆင့်ပြောတာမနစ်တနေ့မှာတရင်လောက်ကလည်းဝင်လာပြီတရင်တော့ကအဲ့ဒါဘာနာမည်တက်တာမျိုးကတော့ခင်ဗျာကြီးကြီးကောင်းတာပေါ့ဒါမှမဟုတ်တချို့တွေရှိတယ်โอเคထားတော့အဲ့ဒါဘုံနဲ့3ရောက်ကနေ9ရောက်ရှိရမယ်မှတ်ပုံတွေသူ့အထောက်ထားတွေကုန်ပေးရတယ်အချက်လက်တွေ found silver ပေါင်းနေပေးရတယ်ပြီးသူ့ဓာတ်ပုံတွေပေးရတယ်အကုန်ပေးရတယ်အဲ့ဒါပေးပြီးမှအဲ့လူတွေကအဲ့ဒါလုတ်သက်ဖြစ်သလားဆိုတဲ့မေးခွန်းပြန်ကြည့်တဲ့အခါအဲ့ဒါလုတ်သက်အဲ့ဒါဖြစ်ဘူးလားဆိုတဲ့မေးခွန်းလည်းရှိတယ်တရင်တိုက်ဘူးလားတရင်တော့လုတ်ဘူးလားစသဖြင့်အဲ့ဒီနောက်ဆုံးရာဆို credit ရလိုက်တယ်အဲ့ပြည်ချိုင်းဝင်ကြီးဌာနကြတော့အဲ့ဒီအလောက်ထိသူကတချို့တွေကိုမစစ်ဖက်နဲ့ သူတို့လည်းရှေ့ပိုင်းမှာပေးမိတာရှိနေမယ်လို့ယူဆတယ်အဲ့တော့ပေးမိလိုက်တဲ့ခါကျတော့တချို့ဟာတွေကဟိုအကုန်ရောရောင်ပါလာတယ်တချို့လည်းရှိတယ်ကြားထဲမှာညက်ပြီးတော့ထားပါတော့အဲ့ဒါတွေတိုင်းအဲ့တော့အဲ့လိုရှိပြီးမှဒဏ္ဍာနာထူထောင်ရတယ်ဆိုတော့နောက်တစ်ခုကဒဏ္ဍာနာဖြစ်လာတယ်ဒဏ္ဍာနာဖြစ်ပြီးတော့မှအဲ့ဒဏ္ဍာနာမှာရုပ်သံပြောတဲ့လူသာရှိတယ်ရုပ်သံတုံးသက်ဒရင်တုံးသက်တဲ့လူရှိတယ်ရုပ်သံဒရင်ပြောတဲ့လူရှိတယ်ဒရင်ချင်ညာသူနဲ့ဒရင်တုံးသက်သူနဲ့မတူမြန်ဘူးအဲ့လိုပဲဒီဖောက်ထွက်လာတဲ့ comedy style reporting ပေါ့ comedy style reporting ကတသက်ရှိတယ် style လောက်တာတသက်ရှိတယ် style လောက်တာတသက်ရှိတယ်နော် conclusion ကောက်ချက်ဆွဲတာတသက်ရှိတယ်အများကြီးပဲ presenting လောက်တာရှိတယ် news anchorage လို့တာရှိတယ်အများကြီးပဲအများကြီးပဲကျွန်တော်ကက comedy style reporting လို့တာအဲ့တော့အဲ့ဒီ media journalism ဘာသာရေးတွေအများကြီးတွေမှာတခုကျွန်တော်ကဘာသာရေးတွေအများကြီးတွေမှာတခုကျွန်တော်က comedy reporting style သတင်းရေးတော့မှာဒါသတင်းတော့သတင်းရေးတယ်ဒီတော့ဆောင်းပါရှင်ဆောင်းပါရှင် journalist အဲ့လိုကွဲသွားတာကွဲသွားတာသတင်းရေးတယ်လို့ reporter သတင်းရေး reporter ဒါပေမဲ့ဆောင်းပါတွေရေးလာပြီးဆောင်းပါတွေကိုကြက်ကြက်နာနာ data ချက်လက်ဒီကြက်ကြက်နာ data input လုပ်ပြီးတော့ကြာကြာနာနာဒီသတင်းပညာရှုထောင့်ကနေဆောင်းပါတွေရေးပြီးဆိုရင်အဲ့ဒါမှ journalist ပြန်ခွဲတာ နော်အဲ့တော့ reporter journalist မတူပြန်ဘူးအဲ့လိုအများကြီးပါခင်ဗျားတို့ရှင်းပြရင်ဘာလဲရှိတယ်ကျေတယ် okay ထားတော့အဲ့ဒါလို့ကျွန်တော်တို့ကလုပ်ရတယ်ပြီးကျွန်တော်တို့ကသတင်းဌာနမှာသတင်းတောက်ဆိုတာခန့်ရတယ်သတင်းသတင်းတောက်ဆိုတာခန့်ရတယ် editor ထားရတယ်ပြီးဘာသာပြန်နေထည့်ရတယ်နော်ဟိုပြီးတော့ဘာလို့ဆိုရုပ်သံတိဖြတ်တွေထည့်ရတယ်ရုပ်သံကြိုက်ကူးသမားတွေထည့်ရတယ်နော်ခဏလိုက်ခွဲထားတာအဲ့မှာသတင်းတောက်ချုပ်လေးချိရတယ်ဆိုကျွန်တော်မြင်ရကျွန်တော်ကျွန်တော်ကလူ20ကျော်ရှိတယ်ဆိုအလကားပြောတာမဟုတ်ဘူးအဲ့ဒါကျွန်တော်အမြင်ပြောနေတာအဲ့ဒါကျွန်တော်တမိန်ကိုထည့်နေပြောနေတာဘာလို့ဆိုမတူဘူးကွာသတင်းဌာနနဲ့ကွာမတူတာကိုရှင်းပြတာအဲ့တော့ မတူဘူးတော်တော်ပြောချင်တာပြောအဲ့တော့အဲ့လိုမျိုးရှိနေတဲ့အတွက်ဒီဦးငားမင်းဆိုလိုတာမျိုးဟာမျိုးကြတော့သူကသတင်းသမားမဟုတ်ဘူးတစ်ချက်သတင်းသမားမဟုတ်ဘူးသတင်းတောက်မဟုတ်ဘူးတရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘူးသူ့မှာ crew တွေမရှိဘူးသတင်းသမားတွေမရှိဘူးသူကလည်းဘဲဂျာနယ်စင်ပါတိုင်းကိုလိလာတင်ထားဘူးလဲဆိုတာလေတပိုင်းမရှိဘူး history မရှိဘူးဆိုတော့ဒါမှမရှိတဲ့လူတစ်ယောက်ကပြောနေတာရဲ့အခုကျွန်တော်ပြောနေတာကိုဒီလိုလာနိုင်ရှင်တော့ဗျာကျွန်တော်မှဘယ်လိုလုပ်ပြီးကျွန်တော်ကစိတ်ထက်ပဲကောင်းမလို့ပြန်တွေးကြည့်ဘာဘယ်လိုလုပ်ကောင်းမလို့ ဆိုတော့တမင်ရွေးချယ်ရှိပြောတာဆိုတော့ဒါသူ့ရဲ့စိတ်ငြိစိတ်ထားပဲကျွန်တော်တို့အဲ့လမ်းမသိလို့မေးတာဆိုကျွန်တော်တို့ရှင်းပြလို့ရတယ်ပြဿနာမရှိဘူးကျွန်တော်မသိတာ